ဆလာမန်ဒါဒိုင်နိုဆောထက်အသက်ကြီးတဲ့ရေကင်းလိပ်ချောဒီငါးဥတွေဟာရွှေထက်ပိုပြီးတံမိုးရှိကြပါတယ်ကျွဲဝချမ်းသာတဲ့သူတွေဒါတွေ့မြင်နိုင်တာဖြစ်ပါတယ်ဒီဥတွေဟာတရုတ်နိုင်ငံမှာရေကင်းလိပ်ချောကြီးတွေရဲ့ဥတွေပဲဖြစ်ပါတယ်ဥတွေဟာအလင်းဖောက်ပြီးပလဲလုံးလေးတွေလိုတောက်ပနေပါတယ်တလကြပြီးနောက်မှာတော့ရေကင်းလိပ်ချောအသေးလေးတွေအတွင်းမှာပေါက်ပါတယ်ရေကင်းလိပ်ချောတွေဟာဒိုင်နိုဆောတွေထက်တောင်အသက်ပိုကြီးကြပါတယ်သူတို့ဟာလွန်ခဲ့တဲ့နှစ်သန်းပေါင်း300ကျော်ကတည်းကတည်ရှိခဲ့ကြတာပဲဖြစ်ပါတယ် သူတို့ဟာအမှန်တကယ်တက်ရှိရုပ်ကျင်းတွေပဲဖြစ်ပြီးတော့တုံလုပ်ဖွဲ့ကောင်းတာကတော့သူတို့ဟာအရန်ရှားပါလို့နေတာဖြစ်ပါတယ်။နှစ်စဉ်30ကီလိုဂရမ်လောက်ပဲစုဆောင်းရရှိနိုင်ပါတယ်။သူတို့ဟာနေထိုင်တဲ့နေရာအရန်ရွေးပြီးတော့တောင်တွေကစီးဆင်းလာတဲ့တောင်ကြဆန်းရင်နဲ့တဲ့အပိုင်းအတန်ရှင်းဆုံးနေရာမှာရှင်တန်ကြပါတယ်။ရင်းညဉ့်ညမ်းလာနဲ့ချက်ချင်းတည်ကြပါတယ်။အရန်ရှားပါတဲ့မြေအောင်မှုနဲ့ထက်တောင်သူကပိုရှားပါနေပါသေးတယ်။သူတို့ရဲ့အော်တန်ဟာတင့်ကိုကြောတဲ့စိတ်သွားစီမှာပါ။ တိတ်ဆိတ်တဲ့တောင်ပေါ်တော်ရဲ့ညက်နဲ့ထဲမှာကလေးငူတန်လူမျိုးတင်ကြရပါလိမ့်မယ်ဒါကတရေပုံပြင်မဟုတ်ပါဘူးရေကင်းလိပ်ချောရဲ့ခေါ်တန်ပဲဖြစ်ပါတယ်ဒေတာခန်တွေကသူ့ကိုကလေးငါလို့ခေါ်ပြီးတော့သူ့ရဲ့အော်တန်ဟာကလေးတယောက်လိုပဲဖြစ်ပါတယ်အရွယ်ရောက်လာတဲ့အခါမှာသူတို့ရဲ့အသားဟာပိုးသားလိုနူးညံ့ပြီးတော့ကော်လာဂျင်တွေနဲ့ပြည့်နေပါတယ်။ကြိုက်လိုက်တိုင်းမှာဂျယ်လီလိုပဲတုံ့ဣနေပြီးတော့သူ့ကိုရေထဲကနှက်တိုက်လို့တင်စားခေါ်ဝေါ်ကြပါတယ်။ ဒါကြောင့်ပဲလူချမ်းသာတွေရဲ့အရသာခံပစ္စည်းဖြစ်လို့လာပါတယ်။သူတို့ဟာအရန်ရှားပါလို့ယခုအခါတရုတ်နိုင်ငံမှာကာကွယ်ထိန်းသိမ်းထားတဲ့မျိုးစိတ်တမျိုးဖြစ်လို့နေပါတယ်။တရားဝင်မွေးမြူရေးကိုတောင်မှအရန်ကန့်သက်ထားပြီးတချို့လူတွေအတွက်တစ်ချိန်တစ်ခါမြေဆန်းကြီးဖို့တောင်အခွင့်အရေးမရှိနိုင်တော့ပါဘူး။